လူနာတင်ကအစင်းတည်းမဖြစ်တယ်လို့တောင်းအောင်ရမှုမရှိတဲ့ပွဲစီစဉ်လူကြောင့်အဒီနိုကွယ်လင်ရာကြောင့်ပြောလာတဲ့အဆိုတော်အောင်လားအခုချိန်လူပြောများနေတာကခေတ္တလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တဲ့ FIFA 109အဖွဲ့ကအဆိုတော်ကိုအာတီနိုသူတငယ်ချင်းရီမွန်အတွက်အမှတ်တရပွဲမှာတည်ဆိုရင်းကွယ်လွန်တွားခဲ့ရတဲ့အဖြစ်ပြင်းနဲ့ပတ်သက်ပြီးအခုအဖြစ်မှထွက်ပေါ်လာတဲ့ပြင်းထန်တဲ့ဝေဖန်မှုကြောင့်ပဲဖြစ်ပါတယ် ကိုအာတီနိုကွယ်လွန်ခဲ့ရတာနဲ့ပတ်သက်ပြီးတော့မိတ္တအလုံးနှလုံးချေကွယ်ဝါနေရတယ်လို့တစ်ဖက်မှာလည်းဒီအဖြစ်ပြပေါ်မှာဝက်ချီစင်သူရဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးမိကွန်းတန်တွေဝေဖန်တန်တွေအယံကိုမှပြေလောင်နေခဲ့တာပါအခုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးအဆိုတော်အောင်လကလည်းသူရဲ့ခံစားချက်နဲ့အမြင်ကို ပြပြတတထုတ်ဖော်ပြောကြားလာခဲ့ပါပြီအဆိုတော်အောင်လရဲ့ပြောကြားချက်အရသူတငယ်ချင်းအာတီနိုဟာအတဲမဆုံးချုံသေးပဲနဲ့ဆုံးချုံခဲ့ရတာဆိုပြီး ိတိကျကျဝေဖန်လိုက်တာပါပဲဒူပါကြောင့်ဒီလိုပြောရလဲဆိုတော့ဒီပွဲကိုစီစဉ်ခဲ့တဲ့ပွဲစီစဉ်သူရဲ့တောင်းဝန်မဲ့မှုလိုအပ်ရှိတွေကြောင့်လို့သူကတိုက်ရိုက်ဆွဆွဲလိုက်တာဖြစ်ပါတယ်ဆိုတော့အောင်လာထောက်ပြတွားတဲ့အဓိကအရှိတွေကတော့ပွဲတစ်ခုစီစဉ်တဲ့အခါအထူးတစ်ဖြစ် Rock One ဆက်လို့ပွဲမျိုးမှာမဖြစ်မနေအသင့်ရှိထားရမယ့်အရေးပေါ်စီအဖွဲ့ pass အတီလုံးဝမရှိခဲ့တာ ပြီးတော့တကယ်ကိစ္စဖြစ်တဲ့အခါမှာလူနာတင်ကအချိန်မီရောက်မလာဘဲနဲ့အလွန်နောက်ကျခဲ့တာတွေဟာ အဒီနိုရဲ့အတက်ကိုမကယ်နိုင်ခဲ့ရတဲ့အဓိကအကြောင်းရင်းတွေပဲလို့သူကဆိုပါတယ်။ဒီလိုအရေးကြီးတဲ့ပြင်ဆင်မှုတွေမလုပ်တာဟာပွဲစီစဉ်သူတို့ရဲ့တာဝန်ယူမှုလုံးဝမရှိခြင်းကိုပြတ်တနေတာပဲဆိုပြီးအဆိုတော်အောင်လာကသူ့တငယ်ချင်းအတွက်ယန္တနာနဲ့ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကိုကြည်ရရင်ကိုအာဒီနိုဟာနှလုံးရောဂါရှိသူတယောက်ပါ။သူကိုယ်တိုင်အင်တာဗျူးတွေနှလုံးရောဂါအကြောင်းအသိရှိမဆိုဘဲနဲ့အနားယူနေတာ၄-၅နှစ်ရှိပြီလို့ဖြေခဲ့ပူပါတယ်။ ဒီလိုယောဂအခန်းရှိလျက်တိကလျက်နဲ့တငယ်ချင်းဖြစ်သူရေမုံကိုရှိတဲ့စိတ်တစ်ခုတည်းနဲ့သူ့ရဲ့မငိုပါနဲ့တော့တရှင်ကိုအာခုံတုံးပြီးတော့ခုံပြူတီဆိုခဲတာပါဒီလိုတရှင်ဆိုနေရင်စင်မြင့်ပေါ်မှာဟာအတက်နဲ့လဲကျသွားတဲ့အချိန်မှာအနာမှန်ကျွမ်းကျင်တဲ့ဆေးအဖွဲရှိချင်းမရှိခဲ့ပါဘူးသူ့ရဲ့ Fever 109အဖွဲသားတငယ်ချင်းတွေကပဲတတလောက်မတလောက် CPR ပေးပြီးတော့အသက်ကယ်ဖို့ကြိုးစားခဲ့ရပါတယ်အရေးပေါ်လူနာတင်ကားကလည်းအရန်တော့ကြမ်းမှရောက်လာခဲ့ပြီး နောက်ဆုံးမှာတော့ကိုအတီနိုတရားလူနာတင်ကားပေါ်မှာအသက်ဆုံးချုံတွားခဲ့ရတာဖြစ်ပါလေရှင်။ဒါကြောင့်ဆူတော်အောင်လအပါဝင်ဗိတာအများစုဟာတကယ်လို့ဒါပွဲစားကလေးကအရေးပေါ်ဖွဲ့စည်းနဲ့လူနာတင်ကားတာအစဉ်တည်းအစတိုင်းမှရှိမှန်ဆိုရင်ကိုအတီနိုရဲ့အသက်ကိုအချိန်မီကဲတင်နိုင်မလားဆိုတဲ့မေခွန်းကို မေးနေကြပါတယ်။ဒီအဖြစ်ဖြစ်ဟာခီတာဆက်ပွဲဆုံးချုံလာရတဲ့မကပဲပွဲစီစဉ်သူတွေရဲ့လုံခြုံရေးနဲ့အရေးပေါ်ပြည့်စုံမှုအားနဲ့ရှိတွေကိုပါ မိပုံထုတ်ပြလိုက်တယ်လို့ပဲဖြစ်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာရှုပ်ပွဲတစ်ပွဲလုပ်ပြီးဆိုရင်လက်မှတ်အစည်းကိုအဆက်မတန်ရောင်းပေမဲ့လည်းရှိရှိတူပြိတ္တတွေအဆိုတော်တွေပြည်တနာတစ်ခုခုဖြစ်လာရင်အထူးသဖြင့်ကျန်းမာရေးပြည်တနာဖြစ်လာရင် ြင်ဆင်ထားတဲ့အပေါ်မှာဆေးအဖွဲမရှိဘူးဆိုပြီးတော့ဝေဖန်ကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပိတ်တွေကရောဆိုတော့အွန်လိုင်းရဲ့အတိဝေဖန်မှုပေါ်မှာဘလို့သဘောရကြပါတယ်လေဒီကွဲစီစဉ်သူရဲ့တာဝန်မဲ့မှုကြောင့်အတိတချောင်းဆုံးချုံရတယ်လို့ယူဆပါတယ်လားကွန်မန့်မှဝင်ရဆွေးနွေးပေးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်